ရှင်ရကုတ်ဩဝါဒစာကံကျင်နှစ်ပိုင်း၄၀၂၆မှာပါတဲ့အကြောင်းအရာကိုအခြေခံပြီးမှကျွန်တော်အားပေးချင်တယ်ကျွန်တော်တို့ဒီစာဆောင်လေးတော့မဖတ်တော့နော်အပိုင်းရကံကျင်နှစ်အာကံ၄၀26မှာရှင်ရကုတ်တွင်တင်ထားတဲ့အကြောင်းအရာလေးကိုကြည့်တဲ့အခါမှာကျွန်တော်ယုံကြည်ခြင်းပြောတဲ့အဖက်မှာကျွန်တော်ရဲ့ လက်တွေ့လှုပ်ဆောင်ခြင်းနဲ့ဘလို့ဆက်ဆက်မှုရှိလဲဆိုတဲ့အကြောင်းကိုရှင်ရကုတ်ပြောပြတဲ့အကြောင်းအရာကိုကျွန်တော်တို့ခံယူဖို့ဖြစ်ပါတယ်ပေါ့နော်။ဩဆိုတော့နောက် slide တစ်ခုကိုကြော်ပြနော်။ဆိုတော့ကျွန်တော်ဒီဟာလေးထိုးထားတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်နားလည်မှုလွှင့်နိုင်တဲ့ကျမ်းပိုက်လေးတွေဖြစ်တယ်တော့ပေါ့နော်။ဆိုတော့ဒါလေးတော့ဖတ်ရအောင်လေ။လူဒီယုံကြည်ခြင်းအဖြစ်သာဖြောင်းမရတော့ရမှာမဟုတ်အချက်အဖြစ်ရမှာကိုတင်းတို့တည်မြင်ရကြတယ် ဝိညာဉ်နဲ့ကင်းသောကိုယ်ဒီအတေဖြစ်တကယ်လို့အကျင့်နဲ့ကင်းသောယုံကြည်ခြင်းဒီအတေဖြစ်ဆိုတာယုဒတံရဲ့စာအုပ်ကဖြစ်တယ်ဆိုတော့ဒီမှာအကျင့်လို့တုံထားတဲ့အတွက်ကျွန်တော်နည်းနည်းတတိထားစီချင်လို့ပြောတာဖြစ်တယ်ဆိုတော့နောက်တစ်ပိုက်နောက်တစ်ခုကြည့်အောင်နော်နောက်ဆိုတော့ဒါလေးစောနာကျမ်းပိုက်ပါပဲဒါမဲ့ဒါအခုကျွန်တော်မြန်မာစံပြီးကနေပါတာပြန်ထားတယ် ဆိုအကျင့်ဉာဏ်မှာကျွန်တော်တို့ရဲ့လုံဆောင်မှုအဖြစ်ဆိုတာကိုပြရပေါ့နော်ဆိုတော့ဒါမှန်တယ်ပေါ့နော်တကယ်လို့အကျင့်ဆိုရင်ကျွန်တော်တို့ရဲ့အဲနားလည်မှုလွဲနိုင်တယ်ဆိုတော့အင်္ဂလိပ်မှာလည်းကျွန်တော်တို့ကြီးညွတ်တာကျွန်တော်တို့ရဲ့လုံဆောင်မှုပါပဲအသက်ရှင်ပုံကိုကြီးညွတ်တာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီချမ်းပိုက်နှစ်ပိုက်ကိုဖတ်တဲ့အချိန်မှာအဲကျွန်တော်တို့မှာပြဿနာရှိတာကတကယ်ချင်းအတွက်ကျွန်တော်အကျင့်လုံအပ်တယ်လို့ နားလည်မှုတွင်နိုင်တယ်เนาะဒါပေမဲ့ကျွန်တော်အားလုံးသိတယ်เนาะတမန်ကျမ်းစာကအကျညာမိသားပဲကဲတဲ့ချင်းအတွက်ကြုံချင်းတစ်ခုတည်းပဲလိုအပ်တယ်ဆိုတဲ့အကြောင်းကိုတစ်ချက်လေး slide ပြပါเนาะဆိုတော့နောက်ကဲတဲ့ချင်းဒီယုံချင်းချင်းတစ်ခုထိအားဖြစ်တာဖြစ်တယ်ဆိုတဲ့အကြောင်းကိုဒီတမန်ကျမ်းစာတွေကကျွန်တော်တို့ကိုပြောပြတယ်ဆိုတော့ရှင်ရုပ်ပါပြောချက်တာ ျွန်တော်နားလေကိုလိုအပ်တာဆရာဘုကတာဆိုရင်ကျွန်တော်တို့ကိုပါတုံတင်ချင်တာလေဒီအရကျွန်တော်ဒီနေ့ဆင်ချင်ဖို့ဖြစ်ပါတော့နော်ဒါကြောင့်ဆရာဘုရဲ့တုံတင်မှုကိုကျွန်တော်နားလေကိုကဘာလိုအပ်လာလဲဆိုရင်ဘလို့ချင်းနေမှာသူဒီစကားကိုပြောပြီးမှအဲယုံကြည်သူတွေကိုတုံတင်ပေးနေရတယ်ကျွန်တော်နားလေကိုဖြစ်တယ်ဒါကြောင့်ရှင်ရဘု ပြောချင်တဲ့အခြေအနေနဲ့သူရှင်ရကုတ်ရဲ့ရည်ရွယ်ချက်ကိုကျွန်တော်နားလည်တယ်ဆိုရင်ရှင်ရကုတ်ပြောတဲ့တိတ်ပေကလည်းကဲတင်ချင်းအတွက်ယုံကြည်ခြင်းတစ်ခုတည်းသာဖြစ်တယ်ဆိုတော့ဘုံဘောပေါက်တယ်။အဲ့ဒီလိုမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ဆုံးနာကျမ်းပိုက်ကိုပဲကြည့်တဲ့အခါတော့ကျွန်တော်ကဲတင်ချင်းအဖို့လေကျွန်တော်ကောင်းကောင်းနေထိုင်ရမယ်ဆိုတဲ့အဲနားလည်မှုကိုကျွန်တော်ရောက်တော့မယ်ဆိုရင်ကျွန်တော်တို့ရဲ့ ယုံကြည်မှုဒီကမောကမဖြစ်သွားနိုင်တယ်เนาะဒါကြောင့်ဒီအရာလေးကိုကျွန်တော်ဒီဖြည့်ရှင်းအဲကျွန်တော်တို့ဒီရှင်ရောက်တုံတဲ့နေရာကိုကျွန်တော်ဘလို့ခံယူပြီးမှတက်ရှင်လဲဆိုတော့ကိုဒီနေ့ကျွန်တော်တို့လေ့လာရအောင်ပေါ့เนาะဒါကြောင့်ရှင်ရောက်ရဲ့အဲရည်ရွယ်ချက်ကိုကြည့်ရအောင်เนาะအကြောင်းနောက်တရွတ်ထိုးပြီးเนาะဆိုတော့ရှင်ရောက်ကအတိကကဲတင်ချင်းကိုရောက်စေတဲ့ယုံကြည်ခြင်းကိုလွဲမှားစွာတွေးတော့ခံယူတွေ့မာယုန်တဲ့ ယုံကြည်မှုကိုသူကဖြည့်ရှင်းဖို့ဖြစ်တယ်။နောက်တစ်ခုကကောင်းသောလုပ်ဆောင်မှုနဲ့အတက်ရှင်ခြင်းအပြင်ယုံကြည်ခြင်းကိုလက်တွေ့ပြဖို့ဒီရာကိုသူကရည်ရွယ်ပြီးမှဒီစာဆောင်ကိုရည်ပြီးယုံကြည်သူတွေကိုသူဒီရဲ့စာဆောင်ကိုပါလိုက်တာဖြစ်တယ်။ဆိုတော့ ရှင်ယာကုတ်ရဲ့စာကိုဖတ်တဲ့လူကဘာတူလဲဆိုခရိယာအားလုံးဖြစ်တယ်ဂျေရုဆလင်ကနေကွဲလွန်သွားတဲ့ယုံကြည်သူတွေပုံစံမျိုးမျိုးနဲ့ရှိနေတဲ့အခါမှာသူတို့အားလုံးကိုဒီနေ့ငါတို့ယုံကြည်ထားတဲ့ကယ်တင်ခြင်းခံယူထားတဲ့ယုံကြည်ခြင်းနဲ့ဆက်ဆက်ပြီးမှငါတို့ကဘယ်လိုတက်ရှင်ကြမလဲဆိုတာကိုဒီမှာဒီစာဆောင်လေးနဲ့ဖော်ပြလိုက်တာဒါကြောင့်ကယ်တင်ခြင်းရရှိတယ်လို့ပြောတဲ့ခင်ကိုကျွန်တော်တို့ယေရှုကိုယုံကြည်ဝင်ခံပေမဲ့ ယေရှုခရစ်တော်ရဲ့နဲ့အတူနှုတ်ပတ်တော်ကိုကျွန်တော်တို့တံခိုးမထားတတ်တဲ့ခရိယန်တွေတံခိုးထားပြီးမှအတတ်မရှင်တဲ့သူတွေတဲ့တော်မှာရှိနေတဲ့ပြဿနာတို့ကဖြေရှင်းပေးတာဖြစ်တယ်။ဒါယေကြည်ပါနော်။ဒါကြောင့်အဲရှာကော့ခန်တီခုနနေ့အပိုင်းရဲ့1426ယုံကြည်ခြင်းနဲ့လှုပ်ဆောင်တဲ့အဲကျွန်တော်လှုပ်ဆောင်မှုကဆက်ဆက်မှုရှိတဲ့ခွဲ ချောင်းလို့မရဘူးအခွဲထွက်လို့မရဘူးဆိုတဲ့အကြောင်းကိုသူကအတိအကပူဇော်ပေးပြီးမှပြောပြတယ်။ဒါကြောင့်ယုံကြည်ခြင်းကအပြောမဟုတ်ဘူး။လက်တွေ့ထိဆက်စပ်မှုရှိနေတယ်ဆိုတဲ့အရာကိုရှင်ရဘုကမိမောင်းခုံပြတာဖြစ်တယ်။ဒါကျွန်တော်တို့ရဲ့ခရိယံယုံကြည်သူအားလုံးကိုဒီအတိုင်းပဲကျွန်တော်တို့ဆက်ပြီးမှသွားဖို့ဖြစ်တယ်။ယုံကြည်ခြင်းဆိုတာကျွန်တော်ကယ်တင်ခြင်းရဖို့အတွက်ခရစ်တော်ကိုဝန်ခံယုံမျှတာမဟုတ်ပဲနဲ့ပေါ့နော်။ယေရှုခရစ်တော်ရဲ့ လောက်ပတ်တော့စကားကိုဆက်ပြီးမှကျွန်တော်နာခံတယ်အားကိုးတယ်နော်အဲ့လိုကျွန်တော်ရဲ့လှုပ်ဆောင်မှုဒီအဲ့ဒီရဲ့အရာတွေကိုစီးစင်းစေတယ်ကြောက်ယုံကြည်သူပြောက်မှာအဲ့ဒီပုံစံလေးအဖြစ်တည်ရှိပြီးမှငါဘုရားကိုယုံကြည်တယ်ဆိုတော့ကိုတက်တင်ပြဖို့ဖြစ်တယ်ဟုတ်ယုံကြည်ခြင်းနဲ့နာခံခြင်းဆိုတဲ့အရာကိုတွန်တွဲပြီးမှတွားတွန်တင်လာဖြစ်တယ်ဒါကြောင့်ယာကုပ်ကစစ်မှန်တဲ့ယုံကြည်ခြင်းကအသက်ရှင်ပြီးမှအဲ့ဒီပုံမှာကျွန်တော်တို့ ယုံကြည်မှုအတိုင်းကျွန်တော်တို့ရဲ့ယက်တီချက်ကိုပုံဖော်ပြနေတယ်လို့သူကပြောပါတယ်။ဒါကြောင့်တင်းတင်းချင်းကိုရောက်စေတဲ့ယုံကြည်ခြင်းကယေရှုခရစ်တော်ကိုကျွန်တော်တို့တန်ဖိုးထားတတ်ပြီးမှအဲ့ဒီကိုယ့်ကိုယ်ကင်တင်ခြင်းပေးတဲ့တခင်ကိုကျွန်တော်အမြင်နဲ့မှတ်တာရဖွဲ့ချင်တဲ့ဥပွေချင်တဲ့စိတ်ကိုဖြစ်စေတ ဒါကြောင့်ကျွန်တော်အမှန်စမှာပြောရတယ်နော်ကျွန်တော်ရရှိထားတဲ့ဘုရားခင်ပေးတဲ့ကျေးဇူးတရားကိုနားလည်တဲ့အခါမှာမှဘုရားခင်နဲ့မိတ္တာရဖွဲ့ခြင်းတဲ့စိတ်ကျွန်တော်တို့မှာနှိုးဆော်မှုရှိတယ်ပေါ့နော်ဒါကြောင့်ဒီဘုရားခင်ကိုကိုးကွယ်ခြင်းတဲ့စိတ်နဲ့အတူလူကျွန်တော်စိတ်ထဲမှာရှိတယ်ဒါကျေးဇူးတရားကျွန်တော်စယုံကြည်လိုက်တဲ့အရာတခြားသဘောပေါက်လားနားလည်လားဒီဘုရားရဲ့အကြောင်းကိုကျွန်တော်သိလားအဲ့ဒီမှာအခြေခံပြီးမှကျွန်တော်တို့လုပ်တဲ့အပေါ်မှာပေါ်လာမှာဖြစ်တယ်အဲ့ဒီအရာအရေးကြီးတာဖြစ်တယ် ။ဒါကြောင့်အဲ့ဒီလိုကျွန်တော်နားလည်မှုရှိဘူးဆိုဆောနာပြောလို့ကိုးွယ်နေရတယ်ကို့အတွက်ညီငွေ့ဆရာဖြစ်လိမ့်။အတိတ်ပဲမဲ့တယ်လို့ထိုင်နေတာမျိုးဖြစ်ကောင်းဖြစ်လိမ့်။ဒါပေမဲ့ဖခင်တကယ်လုပ်ပေးတဲ့ယေရှုတရားကိုတကယ်တည်ပြီးယုံကြည်တဲ့သူရဲ့နှလုံးသားထဲမှာယေရှုခရစ်တော်နဲ့အမြဲတမ်းမိတ္တာရဖွဲ့ခြင်းနဲ့စိတ်နှလုံးကိုဖြစ်ပေါ်စေပြီးမှကိုးွယ်ထိုက်တော်ဖခင်ဖြစ်လို့ကိုကဘုံပေးပြီးကိုးွယ်နေရတာကအရသာရှိစီမှာဖြစ်တယ်။အဲ့ဒါ ကျွန်တော်ယုံကြည်သူတွေမှာဒီနေ့ပြန်ပြီးမှတဖြည်းဖြည်းကျွန်တော်တို့ဒီတိငါဟာဒီလိုနားလည်နေပြီလားဆိုတာကိုဆန်းစစ်တယ်။ဘာကြောင့်လဲဆိုအဲ့ဒါကကျွန်တော်တို့ရဲ့အတ္တတာမှာကျွန်တော်တို့ဘေးရာကိုပဲကြုံပြီးဖြစ်ပါစေခိုင်ခန့်စီတဲ့ယုံကြည်မှုနဲ့အတူတွာလာနိုင်ခွန်အားဖြစ်စီမှာဖြစ်လို့ဖြစ်တယ် เนาะဒါကြောင့်လည်းကျွန်တော်တို့အစွမ်းအပြောခဲ့တယ်လို့ပဲကျွန်တော်တို့စိတ်ဝင်စားတဲ့အရာကျွန်တော်နားမလဲတဲ့အရာအများကြီးအချိန်ပေးပြီးကျွန်တော်အချိန်ကိုခံကျင်တဲ့လူတွေမဟုတ်ဘူးဒါပေမဲ့ဖျားကိနေပတ်သက်လာဖျားပေးတဲ့ဂျေစုကြောင့်ကိုတကယ်နားလည်ပြီးမှနားလည်တဲ့အတိုင်းယုံကြည်လက်ခံတဲ့အတိုင်းကျွန်တော်နေဖို့ဖြစ်ဖြစ်ရတယ်အဲ့ဒီတိုင်းကျွန်တော်တို့ယုံကြည်သူရဲ့အတ္တကစီးဆင်းနေဖို့ဖြစ်တယ်အဲ့ဒီလိုမဟုတ်ဘူးဆိုရင်အဲကျွန်တော်တို့ကပြန်ဆန်းစစ်ရမယ်ရှင်ဘောတို့ကဆောနာဟောဆော ရှင်ရကုတ်ကဆောင်းလာသူပြောထားတဲ့ခန်းကြီးနှစ်ထဲမှာဘာကြောင့်ညို့ယုံကြည်တာတကယ်ဘောဟုတ်လားဆိုတဲ့ပုံစံမျိုးတန်တရားလေးနဲ့တော့သူကမေးတာတွေ့ရဘာကြောင့်လဲဆိုတော့အတ္တတွေကဖျားကြီးရဲ့ကျေးဇူးတရားခံစားရတဲ့လိုမျိုးမရှိတဲ့ယုံကြည်သူခရိယံလို့ပြောတဲ့သူအများကြီးသူကြုံတွေ့ရလို့ပြတယ်နော်ဒါကြောင့်ခင်ရှိကိုယုံကြည်တယ်လို့ပြောတဲ့အခါကျွန်တော်တို့ပြင်ပလက္ခဏာမှလည်းသင်ရှားလာတာမျိုးမရှိဘူး ်လူအောင်ရဲ့တက်တာတိုင်းမှာဖယားခင်ကိုယုံကြည်ပါတယ်ဆိုရဲပြင်ပြလက္ခဏာကျွန်တော်တို့မှာဘာမှထင်ကြားတာမရှိဘူးဆိုရင်အဲ့ဒါကိုရှင်ယာကုတ်ကအဲ့ဒါမျိုးကိုညွှန်ပြီးပြောတဲ့အခါမှာမိယုံကြည်ခြင်းအတည်လို့ပြောတာတည်တဲ့ယုံကြည်ခြင်းလို့တို့ကညွှန်တယ်အပိုက်ရဲ့စက်လေးကိုတစ်ချက်ကြည့်အောင်နော်ပထမဆုံးအပိုက်ကိုတို့ပြီးဟုတ်ပါဒီအပိုင်းရဲ့ဆက်ပြီးမှပြောထားတဲ့အရာယုံကြည်ခြင်းဒီတုကိုကယ်တင်နိုင်တယ်လို့ပြောတယ် မဟာကိုယ်တော်တစုံပြောင်းသောလူငါနဲ့ယုံကြည်ခြင်းရှိမှုဆိုတော်လဲလောက်ဆောင်မှုမပါလေမိဒီအကျိုးရှိတည်းထိုယုံကြည်ခြင်းဤသူ့ကိုကယ်တင်နိုင်တယ်လို့လို့ပြောတဲ့အရာဘာကိုပြောတာဖြစ်လဲပြောချင်တာမိတကယ်ကိုကယ်တင်ခြင်းရောရတာများဟုတ်ရဲ့လားလို့မေးချင်စရာကောင်းတော့အောင်ဖြစ်နေတဲ့အခြေအနေဒါကြောင့်တခိယေရှုခရစ်ကိုအမှန်တကယ်ယုံကြည်လက်ခံခြင်းဟုတ်မှန်တယ် မဟုတ်မှန်ဘူးဆိုတာကကျွန်တော်ရဲ့အပြီးပေါ်မှာမြင်ရတယ်ဆိုတာကိုရှင်ကိုရှင်ရာကုတ်ကကျွန်တော်တို့ကိုပြောပြတယ်။ဒါကျေးဇူးတရားကိုနားလည်တဲ့ဘောပေါက်တဲ့သူကမိမိရဲ့အတ္တတာကိုဖျားခြင်းထံစက္ကန့်အနံဘုအလိုလိုဖြစ်တာ။ဘာကြောင့်လဲ။ကျွန်တော်တို့ရဲ့အဆုံးစုံတော့လမ်းပြောင်းသွားတဲ့ဘဝထဲကနေဖျားခြင်းကအကောင်းဆုံးတော့ဖျားရဲ့စီစဉ်တဲ့အစီအစဉ်တွေမှာ ယေရှုတော်အဖြစ်ကယ်တင်ထားတဲ့သူဖြစ်တယ်ဆိုတော့ကြီးမားတဲ့တော့ကြီးမားတဲ့ယေရှုတရားကိုခံစားရတဲ့သူဖြစ်တဲ့တော့မဆက်ကအနံမအနံပဲနဲ့ဘဒုမမနေချင်ဘူးတကယ်နားလေသွားတဲ့ယုံကြည်သူရဲ့အတက်တာအဲ့လိုမျိုးကိုအဲရှင်ရကောက်ကယုံကြည်သူတွေကိုပြန်ပြီးမှသူကဒီစာဆောင်အဖြစ်တိုက်တွန်းခွာပေးနေတာဖြစ်တယ်။ယုံကြည်ချင်းကြီးကယ်တင်ယုံကြည်ချင်းအားဖြင့်ကျွန်တော်ကယ်တင်ချင်းရတဲ့အရာကလူတစ်ဦးတစ်ယောက်ကို အတ္တတာဘုကပြောင်းလဲစီးဆင်းစေတဲ့တကူရှိတယ်ဆိုတာကိုရှင်ရဘုကကျွန်တော်တို့ကိုပြောပြတယ်။အဲ့ဒီတိုင်းကျွန်တော်တို့ကခံစားပြီလား။အဲ့ဒါကျွန်တော်တို့လက်တွေ့မှာကျွန်တော်စဉ်းစားရတော့ငါဒီခရစ်ယာန်တယောက်ဖြစ်နေမဲ့ငါရဲ့ကိုးကွယ်မှုအချိန်တိုင်းမှာဖျားဖို့ကျွန်တော်တို့ကိုးကွယ်နေပြီမဲ့ငါရဲ့စိတ်ကပျော်ရွှင်မှုမရှိဘူးဆိုရင် ကျွန်ုပ်ကျေးဇူးတရားပေါ်မှာပြန်ပြီးမှကိုယ့်ရဲ့နားလည်ယုံကြည်မှုကိုဆန်းစစ်ဖို့လိုလားဖြစ်ငါဘာလို့ယုံကြည်နေရလဲငါဘာလို့နောက်လိုက်နေတာလဲတော်ကျွန်တော်တို့နားလည်ရမယ်ပေါ့နော်အဲဆောနာဒီချက်တစ်ခုကိုထိုးထားပြီเนาะကျွန်တော်ပထမချက်ကိုကျွန်တော်ပြောရဖြစ်တယ်เนาะဒုတိယချက်ကျွန်တော်အခုပြောချင်တယ်ဒါကြောင့်ကျွန်တော်ယုံကြည်လာပြီယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းကိုလက်ခံပြီးမှယုံကြည်သူဖြစ်လာပြီ ဆိုတော့ကျွန်တော်စပြီးမှကျွန်တော်တို့လှုပ်ဆောင်ရတဲ့အရာဘာမှကျွန်တော်တို့နှကိုခိုင်ထားတဲ့ယုံကြည်မှုတွေအများကြီးရှိတယ်တချို့ဆိုရင်ကျွန်တော်ပုံမှန်ကိုယ်ပိုင်ယုံကြည်နေတဲ့ဘာသာတစ်ခုရှိကောင်းရှိတယ်တချို့ဆိုရင်ကျွန်တော်တို့ရဲ့ရိုးရာအတိုင်းဝိုင်းရဲ့လွမ်းမိုးတဲ့အတွေးခေါ်တွေရှိကောင်းရှိတယ်အဲ့ဒီအထက်ကနေထွက်လာဖို့လုပ်တယ်ဒီအတွေးခေါ်တွေပြဘာကြောင့်လဲဆိုတော့ဖခင်ကအတိတ်ပြုတ်ပြင်ပေးတဲ့ယုံကြည်သူရဲ့အတွေးခေါ်ထဲမှာဆက် လျှောက်လိုက်ရမယ်သူတွေဖြစ်လာတယ်။ဒါကြောင့်ဗျာကိုယ့်ရဲ့တန်တင်မှုကဘုရားတခင်ကိုကျွန်တော်နာခံပြီးမှဖြောင့်မတ်ခြင်းအပြင်သူ့ရဲ့ယုံကြည်ခြင်းအမှန်တရားကိုပြဟုတ်ယုံကြည်သူတွေကိုသူ노ဆုံး။ဒါကြောင့်စစ်မှန်တဲ့ယုံကြည်ခြင်းအပြင်ကြည်ညင်ခြင်းကျွန်တော်ရရှိတယ်လို့ခံစားရတဲ့ဆိုရရကစကားတက်တက်ပြောနေတာမဟုတ်ဘူး။စကားတက်တက်ကျွန်တော်တို့နာခံခြင်းရတယ်လို့ပြောနေတာမဟုတ်ပဲနဲ့တကယ်အဲ့ဒီရတဲ့အတိုင်း ပျော်ရွှင်တဲ့ဖျားခင်ထဲမှာဝမ်းမြောက်နေတဲ့အတက်တာဘုရားလှုပ်ဆောင်ပေးနိုင်တဲ့ဖျားရဲ့ကျေးဇူးတော်တရားဖြစ်တယ်။အဲ့ဒါကိုကျွန်တော်နားလည်ဖို့။နောက်ဒါကြောင့်အပိုင်ရဲ့အဲ၁၅စခုတစ်ချက်ပြထိုးပြီးနော်။နည်းနည်းတော့အဲပိုင်ရဲ့၁၅စခုမှာအဲ့ဒီအကြောင်းပြောတာ။ကျွန်တော်လက်တွေ့အတက်တာညီကိုတစ်ယောက်ခက်ခဲတဲ့အခါမှာအဝတ်ချင်းစီးရှိတဲ့အခါအစာရင်ငတ်တဲ့အခါမှာ တနာတက်တယ်မန္တလူဖြစ်လို့တနာတယ်နော်ကိုချင်းစာတယ်နော်ပြောယုံတော့ပြောတာကကျွန်တော်တို့အမှန်တကယ်တနာတော့မဟုတ်ဘူးသူပါလို့တက်နေလဲဆိုတော့လက်တွေဖြည့်စီးပေးတဲ့ဖြည့်ကိုရောက်ရမှာအဲ့ဒါကကျွန်တော်ယုံကြည်ခြင်းရဲ့တဖို့ဖြစ်တယ်။ဘုရားသခင်ကိုကျွန်တော်တို့ယုံကြည်တယ်လို့ပြောတဲ့အခါမှာဘုရားသခင်ကကျွန်တော်တို့ကိုကျေးဇူးပြုတယ်လို့တပါးတူကိုလည်းကျွန်တော်တို့ရဲ့ကျေးဇူးပြုခြင်းကကူးဆက်ဖို့ဖြစ်တယ်ဆိုတော့ကျွန်တော်လက်တွေ့တုံ့တန်တာဖြစ်တယ်။ ။အဲကြောင့်ဒီမှာလေ ego ကိုမြဲဘဝမရှိတဲ့ကမှာဟောနှွေးပါစေအစာဝပါစေလို့စကားပြောရုံတော့ဟာယုံကြည်ခြင်းလို့မခေါ်လက်ပေမှာအဲ့ဒီတိုင်းကျွန်တော်တို့တကယ်ယုံကြည်တဲ့အတိုင်းလှုပ်ဆောင်ပေးဖို့အထီးကိုစီစဉ်နေရတာဖြစ်တယ်။ဘာဖြစ်မှန်းလဲယုံကြည်ခြင်းဟာပြောင်းလဲခြင်းရှိဖို့ရှိလာတယ်။ဖျားခင်ထဲမှာရောက်လာတဲ့တာဝန်။နော် ဒါကြောင့်အတ္တတမှာပြောင်းလဲခြင်းဖြစ်လာတာဖြစ်တဲ့ကြောင့်ဘုရားပြင်ပေါ်မှာကျွန်တော်တို့ကတစ္ဆာစောင့်ကြည့်ခြင်းနဲ့ဖြောက်မှတ်တဲ့အကျင့်တရားတွေကိုအားဖြင့်ကိုယ့်ရဲ့ယုံကြည်ခြင်းကိုကျွန်တော်ပေါ်ထုတ်။ဒါကြောင့်ရှင်ရဘုကတိမှာနောက်ဆက်ပြောနေတယ်။မင်းယုံကြည်တယ်လို့ပြောတာ။ Okay ငါလက်ခံတယ်။ဒါပေမဲ့မင်းယုံကြည်ခြင်းကိုမင်းကပါနဲ့တက်တည်ပြတယ်။ငါယုံကြည်တယ်။အဲ့ဒီကငါရဲ့လုံဆောင်မှုနဲ့ငါတက်တည်ပြတယ်လို့သူကပြောတယ်။ဒါကျွန်တော်တို့လည်းဘုရားကိုယုံကြည်တယ်ချစ်တယ်ပြောပြီမဲ့ တခြားအများကြီးမပြောနေနဲ့ဖယားတခင်နဲ့ပထမဆုံးမိတ္တရာပြုတ်ချင်တဲ့စိတ်ကောရှိလားတကယ်ယုံကြည်တယ်ဆိုဒီဖယားကအာကူရဲတယ်ဆိုရင်အဲ့ဒီစစ်လေးတော့ကျွန်တော်လုံနိုင်သလားဂျမ်းမေးဖို့ဖြစ်ဒါကျွန်တော်တို့ဒီနေ့ဆင်ချင်ဖို့ဖြစ်ဖြစ်အကြောင်းကျွန်တော်တို့ရဲ့ယုံကြည်တယ်လို့ပြောတဲ့အခါလက်တွေ့အားဖြင့်အမြဲတမ်းကျွန်တော်ထင်ရှားတယ်လို့ပြောတဲ့အခါမှာပုံပြီးနားလည်အောင်ရှင်ရဖို့က အပိုင်းငယ်26ကိုသူကပြန်ပြောတယ်เนาะရှင်ရကုတ်ပြောတဲ့စကားကနာမ်ဝိညာဉ်မရှိတဲ့ခန္ဓာကိုအတ္တိဖြစ်တယ်ဆိုတဲ့စကားကိုကျွန်တော်နားလိုက်စေဟုတ်တယ်เนาะလူစွာဝိညာဉ်ထွက်သွားတယ်ဆိုရင်ပြီအဲ့ဒီလိုပဲတဲ့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းရတယ်အချက်မပါတဲ့ယုံကြည်ခြင်းအတ္တိဖြစ်တယ်ဆိုတာကျွန်တော်နားလိုက်စေအယုံကြည်တယ်လို့ပြောတဲ့အခါကျွန်တော်ရဲ့လှုပ်ဆောင်မှုကခွဲထွက်လို့မရဘူးဆိုတာကိုပြောပြတယ် မိတကယ်ယုံကြည်တယ်ဆိုရင်ဘုရားသခင်ကိုယုံကြည်လက်ခံတဲ့သူဖြစ်ဆိုအဲ့ရဘုရားရဲ့ကောင်းချီးပြုထားတဲ့ကောင်းချီးတွေကကျွန်တော်တက်တာတဲ့မှာကိုယ့်ရဲ့အတ္တအဖြစ်ကျွန်တော်တို့လှုပ်ဆောင်နေတဲ့လက္ခဏာရှိဖို့ရှိတယ်အာမင်။အော်ဒါကျွန်တော်နှုတ်ပတ်တော့ကျွန်တော်တို့ရှင်ရကုတ်ကပြန်ပြီးမှကျွန်တော်တို့အတ္တကိုဆင်ခြင်ဖို့တည်ရရှိဖို့ကြောပြ။ Okay ဒါကြောင့် ယုံကြည်ပါတယ်ဆိုတာစကလုံးမဟုတ်စကလုံးတက်တက်မဟုတ်ယုံကြည်တယ်လို့ပြောတဲ့အခါမှာစကားနဲ့ပေါ်ပြဖို့ကျွန်တော်တို့မှာတတ်တယ်ရှိလှုပ်ဆောင်မှုအဖြစ်ပဲပေါ်ပြနိုင်တယ်ဆိုတော့တခြားတော့အောမာဒဆာဆောင်တွေမှာလည်းကျွန်တော်တွေ့ရတယ်ကျွန်တော်တို့ရဲ့တက်ရှင်ပုံကိုအဲကဲတဲ့ချင်းရပြီးတော့တဲ့နောက်မှာဘုရားရဲ့တာမီးတရားအနေနဲ့ကျွန်တော်ဘယ်လိုတွန်းနေထိုင်ရမလဲဘယ်လိုဘုရားရဲ့အတွေးကိုလက်ခံပြီး ကျွန်တော်တို့ကြင်ကြံပြုမှုပြီးသွားလာရမလဲဆိုတော့ဒါကြောင့်ဆက်လက်ပြောပြနေတာဖြစ်တယ်။ဖယားတခင်ရဲ့ဇယိုက်ဖယားတခင်ရဲ့သဘောတဘာဝယုံကြည်သူတွေမှာစီးဆင်းစေဖို့ဒါဒီကဒီဘောဝါဒါဆာဆောင်တာဖြစ်ယုံကြည်သူတွေကိုထိန်းချုပ်ပြီးတာကြောင့်ကျွန်တော်တင်ပြမှာပြောတယ်နော်။အဲကျွန်တော်တို့အဲခရိယာတက်တာဆိုတာကျွန်တော်ခရိယတက်တာတခြားလုံးကိုကျွန်တော်ထိန်းချောင်းပြီးပို့ဆောင်နေတာငါဖယားခင်ကိုယုံကြည်တယ်ဆိုရင်ယုံကြည်ခြင်းအပြင်ကျွန်တော်အတက်တာကိုထိန်းချောင်းပြီးခေါ်ဆောင်အဲ့ဒီရဲ့ ယုံကြည်ခြင်းကကျွန်တော်တို့အတ္တမှာယုံကြည်တဲ့အတိုင်းလှုပ်ဆောင်ပြီးဘုရားခင်နောက်ကိုလိုက်သွားတာနော်ဒါကြောင့်ဘုရားခင်ထဲမှာကျွန်တော်တို့ရဲ့ယုံကြည်ရဲ့ဆိုတဲ့စကားလုံးကိုကျွန်တော်ပုတ်ပုတ်မဟုတ်ဆိုတာကိုဒီနေ့ဆင်ခြင်ဖို့ဖြစ်တယ်နော်ဒါကြောင့်ရှင်ရာကုတ်ကဓမ္မဟောင်းကိုအခြေခံပြီးပြောပြတဲ့အချက်တွေလည်းရှိတယ်ပေါ့နော်အာအာဗြဟံနဲ့သူယာခတ်ကိုသူကဥပမာပေးပြီးမှဒီစံပိုက်လေးဒီမှာသူပြောပြထားတယ်သူတို့ ဘုရားကိုယုံကြည်တယ်။ယုံကြည်တဲ့အတိုင်းသူတို့ရဲ့အတ္တာထဲမှာလည်းအဲ့ဒီလှုပ်ဆောင်မှုအပြည့်သူတို့အတက်ရှင်တယ်ဆိုတော့ကိုမြင်ရတယ်။နော်ဒါကြောင့်အာဗြဟံရဲ့အတ္တာဆိုရင်ကျွန်တော်အားလုံးအမြဲတမ်းနဲ့ကျွန်တော်ကြားရတယ်ဘောနော်သူရဲ့အတ္တာကိုကြည့်တဲ့အခါမှာယုံကြည်တယ်ပြီးမှယုံကြည်တဲ့အတိုင်းနာခံပြီးမှဘုရားတော်တင်တဲ့အတိုင်းသူဒီရှောက်လန်းအတက်ရှင်တယ်ဆိုတော့ထင်ရှားတယ်သူရဲ့အတ္တာနော်အထူးအစားရောအဲအစ်စက်ကိုပူဇော်တဲ့အရာဆိုပို့ပြီးမှ ေချာလေးတွေးကြည့်ချက်တိတ်ထားဆရာကောင်းတယ်နော်အဲ့ဒီရဲ့စိတ်ကောင်းမှုကြီးอ่ะကျွန်တော်တို့ကဘာမှမယူသေးဘူးကျွန်တော်တို့နည်းနည်းဒုက္ခရောက်နေတော့မှကျွန်တော်တို့ဒီရီထွားခြင်းတယ်ဒုံကြီးချင်းပြက်ခြင်းတယ်ပြက်ခြင်းတယ်လို့ပြောတဲ့အခါဖယားကိုကိုးစားမှုမှာအားနေခြင်းတယ်ဒါမှအာဗြဟံမဟုတ်ဘူးတိဦးတီတော်ရှိတဲ့ဗျာပြောထားတဲ့ဂတိစကားလေဒီတယောက်ထဲကနေပဲ exact ကနေပဲလူမျိုးတကာကိုကောင်းကြီးဖြစ်စေမယ်ဆိုတဲ့မျိုးပွားမဲ့တောင်းပုံမှာတောင်းတဲ့အခါမှာအရင်စိတ်ကောင်းမှုကြီးอ่ะ ကျွန်တော်တို့အတွက်ဆိုရင်မတွေးဝက်ချရတယ်ဒါမှအာဗြဟံဖျက်ခင်ယုံကြည်တယ်လို့ပြောတဲ့ကမှာအဆုံးဆုံးတည်းပဲတူတောင်းတဲ့ဒီ exit ရဲ့အတက်ကိုပူစော်တယ်ဒါမဲ့ဒီသားကိုပြန်ထမြောက်စေနိုင်ရဲ့သူကလည်းဖျားဖြစ်တယ်ဆိုရယ်ယုံကြည်ခြင်းတည်းကိုတော့ရှိတာဖြစ်တဲ့လက်တွေ့မှာဒီပူစော်ဖို့တောက်ဆောင်ခဲ့ပါပြီအာဗြဟံဒါကျွန်တော်ယုံကြည်ခြင်းကအဲ့ဒီလိုအတက်ရှင်တယ်ဆိုတော့ဒီနေ့တွေ့ဖို့ဖြစ်တယ် ကြောင့်အဗြဟံရဲ့နာခံခြင်းကဘာဖြစ်လဲယုံကြည်ခြင်းနဲ့သူပြောက်သွားတာမဟုတ်ဘဲဘဝတစ်လျှောက်လုံးမှာဆက်လက်တည်ရှိတာအဲ့ဒီဘုရားကိုယုံကြည်ရတဲ့ပြောတဲ့ကဘုရားစကားကိုကျွန်တော်တို့နာခံလိုက်လျှောက်ရရဘဝတစ်လျှောက်လုံးမှာတည်ရှိနေတဲ့အရာဖြစ်တယ်နော်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့အဲ့ဒီအားဘယ်ကိုရောက်ရှိလာလဲကျွန်တော်ဒီနာခံမှုကကျွန်တော်တို့ရဲ့အကျင့်ကျွန်တော်တို့ရဲ့လှုပ်ဆောင်မှုပေါ်မှာလာတက်ရောက်တာဖြစ်တယ် ရားကိုယုံကြည်ကိုးစားတဲ့ယုံကြည်သူတွေအတက်တာကျွန်တော်ရရှိထားတဲ့ဒီဟာအရင်မြစ်ဒီတောင်မြစ်ကျွန်တော်တို့ခိုင်လာတာကဖရားပြီးတဲ့ကေတင်ချင်းကိုရယူလိုက်တဲ့ယုံကြည်ခြင်းနဲ့တောင်းဖြောက်စီစဉ်လာတဲ့အတက်တာဖြစ်ဘာသာပိုင်းရဲ့စက်ဒီခုနကျွန်တော်ပြောတဲ့အတိုင်းဒီလိုမျိုးကျွန်တော်တို့ယုံကြည်ခြင်းထဲမှာကျွန်တော်တို့တည်ဆောက်မှုမရှိဘူးဆိုရင်မေးခွန်းမေးချင်စရာကောင်းတော့အောင်ရှင်ရကုတ်က ပြောခဲ့တာကျောင်းအာဗြဟံကဖခင်ခေါ်တယ်သူပြရတဲ့ဒီထားရပြီကိုတော့ပါလို့ပြောတဲ့အခါမှာသူကပူရမေပါနဲ့ထွက်လာတယ်ဖခင်ကိုယုံကြည်တယ်ဒါမဲ့မတော်ဘူးဆိုရင်ဘာမှအိတ်တယ်မရှိဘူးဒါမဲ့သူထွက်တယ်နော်အကြောင်းဟေဘေကန်ကြီး7ရောက်လာတဲ့အချိန်မှာဒါမှတ်တမ်းတင်ထားတာဖြစ်တယ် အာဗြဟံရဲ့ယုံကြည်ခြင်းကယုံကြည်တဲ့အတိုင်းသူတို့ရဲ့အသက်ရှင်တဲ့ပုံစံလေးတွေကိုဒီဘရကန်ကြီးဆက်တက်မှလာပြီးမှတ်တမ်းတင်ထားတာတွေ့ရလိုက်ပြီเนาะဒါကြောင့်နော်အီးကိုကြည့်မလားတောက်လျှောက်ပေါ့เนาะအာဒီတမဟောင်းကယုံကြည်သူတွေအခြေခံပြီးကြည့်တဲ့အခါမှာနော်အီးလေးပဲဖျားခင်ကိုယုံကြည်တယ်ရေလွှမ်းမှုမယ်လို့ပြောတဲ့စကားကိုယုံကြည်တယ်တင်ပေါ်ဆောက်ဆိုရင်သူဆောက်တယ်အဲ့တော့ကျွန်တော်ယုံကြည်ခြင်းကလှုပ်ဆောင်မှုထဲမှာမြေရာစီစစ်နေတယ်လို့ပြောတာ။ခင်ပြဲဝမ်းဆွဲမှကျွန်တော်တည်တယ်နော်။ ဒီပင်ချစ်ပြီမှာဧတရလာတဲ့အရာအင်အားကြီးလာတဲ့သူတို့ကြောက်စရာလူထုဖြစ်လာတဲ့ခါမှာမွေးကင်းစာအကုန်လုံးတတ်ထိုင်တယ်ဒါပေမဲ့ဖျားကိုကြောက်တဲ့ယုံကြည်တဲ့ဟေပြဲဝမ်းဆွေးမှတွေကမတတ်ဘူးမွေးကင်းစာတွေအားလုံးသူတို့မတတ်ပဲနဲ့သူတို့ပဲပြင်ရဲ့အမိတ်ကိုစန့်ချင်ပြီးမှတန်ခတ်ခံတယ်လူထက်ဖျားကိုကြောက်မောရှိတဲ့ဒီတိုင်းပဲ ဖရားကိုဖရားကပြောတယ်နင်းဒီအိတ်ဒိလတွေကိုဒီကနေကျေထုတ်ရမယ်ဥဆောင်ရမယ်လို့ဖြစ်တယ်လို့ဖရားပြောတဲ့အခါမှာအချင်းကြီးတော်ခက်ခဲပါတယ်လူအနေနဲ့လုံမှန်ဖို့မလွယ်တဲ့ကိစ္စဒါပေမဲ့ဖရားကိုယုံကြည်ခြင်းအပြင်အိတ်ဒိလအားလုံးကိုအဒီကနေကျေထုတ်ခဲ့တယ်လုံဆောင်ခဲ့တယ်ရာခန့်ပေါ့နော်ရာကက်ဆိုအားလုံးတည်တယ်တပါမြူတာဒါပေမဲ့အိတ်ဒိလရဲ့ဖရားကိုယုံကြည်ခြင်းအသက်ရှင်ခြင်း အာကိုချင်းတွေကိုကြားတဲ့အခါမှာသူလည်းအဲ့ဒီအရာကိုသူတို့ဘုရားကိုယုံကြည်လက်ခံပြီးမှတကယ်သူတို့စုံစမ်းတဲ့အချိန်မှာစုံတော့နေနဲ့ရောက်လာတဲ့သူတွေကိုကာကွယ်ပေးခဲ့အဲ့ဒီအရာအဖြစ်ပြပြအတူတူဖြောင်းမှတ်တယ်လို့သတ်မှတ်ပြီးသူကိုဒီတပားမျိုးသားတွေထဲကနေကျင့်တယ်မှုကိုရရှိစေတယ်။ဒီအားလုံးဘုရားကိုယုံကြည်တယ်လို့ပြောရတော့ကျွန်တော်လက်တွေ့အတက်တာအဖြစ်တက်တည်ထူနေတဲ့အရာဖြစ်ရောရှုလည်းဒီ မဖြစ်နိုင်ဘူးเนาะယေရီခေါမြို့ကိုတိုက်ဖို့မဖြစ်နိုင်တဲ့အခါမှာဖခင်တခင်ရဲ့စကားကပါလာလဲဆိုမြို့ကိုခုနှစ်ပတ်ပတ်ပြီးမှတိတ်ပိုက်ပါလို့ပြောတဲ့အချိန်ယုံကြည်တဲ့အချိန်သူဆောင်ရွက်တဲ့အခါမှာအကယ်ပဲအောင်မြင်ခဲ့တယ်။ဒီအာလုံးတမဟောင်းကအရာအာလုံးကိုတော့အချိန်ကကြည့်တဲ့အခါယုံကြည်ခြင်းဆိုတဲ့အရာဟာကျွန်တော်တို့ရဲ့လက်တွေ့အတ္တမှာယုံကြည်တဲ့အချိန်ဖခင်ခင်ကိုလုံဆောင်စေခြင်းနဲ့အတ္တဖြစ်မှာကျွန်တော်တွောလာနေတယ်ဆိုတာကိုတွေ့ရတယ်။ကျွန်တော်တို့အပြီးတိုင်း ကျွန်တော်တို့ယုံကြည်သူတွေဒီနေ့ကျွန်တော်တို့ဘုရားကိုယုံကြည်ရောသူတွေလို့ယုံကြည်သူလို့ပြောရတဲ့စကားလုံးအတိုင်းကျွန်တော်တို့ရဲ့အတ္တတာကလည်းရှိဖို့ဖြစ်တယ်။ဟုတ်ကဲ့။အကြောင်းမူပြောင်းကြေညာရောက်တဲ့အခါကျွန်တော်တို့အဖြစ်ကိုခွင့်ပြုတယ်လို့ဘုရားကပြောတယ်။နော်ကျွန်တော်ဒီရဲ့ယုံကြည်သူအတ္တတာပိုင်းကိုကျွန်တော်ပြန်ကြည့်အောင်ပြောစမ်း။နော်ဒါဘုရားကလည်းပြန်လည်တင့်မြက်လိုက် ဘုရားရဲ့ပြင်ပြင်ချင်းမှာဘုရားအပြစ်ခွင့်လုပ်ပြီးလို့ဘုရားရဲ့ပြန်လဲတင့်မြတ်ခြင်းကိုခံစားရတယ်။တဆက်ထဲမှာပါပြောတယ်။တန်ရှင်တော်ဝိညာဉ်တော်ကျွန်တော်တို့ထဲမှာဘုရားပြင်ကျင့်ဝင်စေတယ်။အဲ့ဒီအရာကကျွန်တော်တို့ကိုဆက်ပြီးမှဘုရားရဲ့အကြောင်းကိုနားလည်ပြီးမှကျွန်တော်ယုံကြည်တဲ့အတက်ရှင်နိုင်ကိုကူညီပေးမယ်သူဖြစ်တယ်။နော်ဒါကြောင့်မို့ကျွန်တော်တို့ကအတက်တော်အတက်တာဖြစ်စေရန်ဘုရားခင်ကိုတီချဲမှာတိုးပွားလာဖို့ဘုရားကူညီတယ်။ တော်ဖះကိုချစ်ချင်းဖះရဲ့စကားကိုနာခံတတ်ချက်ရမှာကူညီပေးမဲ့သူကြောင့်ထဲမှာရှိတယ်တကယ်ပဲအဲ့ဒီဟာကလည်းကျွန်တော်အတီးတီးဖို့ရှင်ရကောက်ကကျွန်တော်တို့ကို노ဆိုတိုက်တွန်းနေတယ်တင်းတော်မှာခရိယာမှာလို့ပြောပေမဲ့လည်းကဲနေချင်းမရပဲနဲ့အတူတူကရှိနေတဲ့သူအများကြီးရှိနေပါပါဒါကြောင့်သူတို့ရဲ့အတ္တတာတွေကမမှန်ဘူး ဘုရားရဲ့ကျေးဇူးတော်ကိုတကယ်မခံစားတာဖြစ်လို့မမှန်ဆိုတာကိုကျွန်တော်နားလည်ရတယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့ဆုံးဖြတ်ပိုင်ခွင့်တော့မရှိဘူးလေ။ကျွန်တော်တို့ကိုနားလည်နိုင်ဖို့တော့ဖွင့်ပြတယ်ဆိုတာပြောပြတယ်။နော်နီးဆိုရမယ်ဆိုကျွန်တော်အချက်ဒါကြောင့်ကျွန်တော်ယုံကြည်ခြင်းစစ်မှန်တယ်ဆိုတာလေကျွန်တော်တို့ရဲ့လှုပ်ဆောင်မှုထဲကနေတကယ်ပဲကျွန်တော်တို့အဲ့ဒီရဲ့အတီးကိုတက်ပြီးထူနေတာဖြစ်တယ်လို့ကျွန်တော်ပြောပြချင်တာနော်။ဒီစာဆောင်လေးကိုအရှိခံပြီးမှဒါကြောင့်အပိုက်ရင်24မှာ ရှင်ရကုတ်ပြောတဲ့အတိုင်းပဲဖြောင်းမှချင်းကအချင်းအဖြစ်ဖြစ်တယ်လို့ပြောတဲ့အရာကကဲဒီချင်းကိုအချင်းအဖြစ်ယူခိုင်းတာမဟုတ်ပဲတကယ်ယုံကြည်တယ်ဆိုတော့ကျွန်တော်တို့ယုံကြည်သူများအဲ့ဒီဖြောင်းမှတဲ့တာသမီအတိုင်းကျွန်တော်တို့ရဲ့လှုပ်ဆောင်မှုလေးတွေကပေါ်လွင်နေတာဖြစ်တယ်လို့ပြောတယ်။စပိုက်တစ်ပိုက်ထိုးပေးပါနော်။နောက်ဆုံးလောက်ဘတော်ကပြောတယ် ငါတို့ဒီဖျံကျင်နေမိတ္တရာဖွဲ့ပြီးဆိုလက်ပြီးမောင်မိုင်းနဲ့ကျင့်နေတယ်တစ္ဆာတရားကိုမကျင့်မုတ္တကိုတုံတော်လူဖြစ်တယ်ဆိုတော့ပြောချင်တာဖျံနဲ့မိတ္တရာဖွဲ့တယ်ဆိုတာတကယ်မှဘုပြောတယ်ကျွန်တော်တို့ကဖျံကိုလိမ်ညာပြီးမှတကယ်မယုံကြည်ဘဲနဲ့ယုံကြည်ဟန်ဆောင်ဖို့ဆောင်လို့မရပါဘူးနော်เจ้าญาติก็ยุ่งจิตเนี่ยอัจฉิ အကြောင်းကိုသူပြောတဲ့အခါမှာကျွန်တော်နားလေသဘောပေါက်ဖို့ကကဲကဲချင်းကိုယုံကြည်ခြင်းနဲ့အချက်ပေါင်းပြီးမှရယူဖို့သူပြောနေတာမဟုတ်ကဲကဲချင်းကအချက်ညာပြင်ထိမ့်သိမ်းရမယ်လို့လည်းသူပြောနေတာမဟုတ်တကယ်ခမကဲကဲချင်းရလာတဲ့ကျေးဇူးတရားကိုနားလေနေဆိုရင်လှုပ်ဆောင်မှုတွေကဒီလိုဒီလိုလေးဖက်လာမယ်ဆိုတာကိုမိမောင်းထွန်ပြပါတယ်ဒါကြောင့်သူကရှင်ဘောလုံးနဲ့သဘောတူတယ် ရှင်ဘောလုံးတုန်တဲ့အရာကိုဒီတိုင်းသူလက်ခံပြီးတုန်တယ်ဒါမဲ့သူတို့ညောင်ရဲ့တချို့နေရာမှာကျွန်တော်နားလည်မှုလွဲနိုင်တဲ့အချက်လေးတွေကရှင်ဘောလုံးပြောပြနေတဲ့ break တက်ကကျေးဇူးတရားကိုနားမလည်လို့ကျင့်ကြင်ချင်းကတူတူယူရတယ်ဆိုတဲ့အရာကိုရှင်းပြတယ်ဒါမဲ့ဒီရှင်ရဘုတ်ကကျင့်ကြင်ကိုရပါတယ်လို့ပြောပေမဲ့တကယ်အသက်ရှင်တဲ့ပုံတွေလွဲနေတဲ့ဟာကိုသူကထောက်ပြနေတာဖြစ်တယ်။နော်ဒါကြောင့်တုန်တင်မှု ရည်ရွယ်ရှိရှိလေးဖြစ်တယ်ကျွန်တော်ယုံကြည်ခြင်းကိုအကျင့်အဖြစ်ပေါ်ပြနိုင်တယ်ဆိုတာကိုသူကရည်ရွယ်လေးပြောနေတာဖြစ်တယ်เนาะတကယ်ယုံတာဘုရားမိယုံနေဆိုရင်မိရအတ္တမှာအဲ့ဒီယုံကြည်ခြင်းအတီးလေးမြင်ရမယ်ဒါတွေ့ရတဲ့ချက်ကယုံကြည်ခြင်းနဲ့အကျင့်လို့ပြောရတာကတော့လုံဆောင်မှုပေါ့နော်တက်ရှင်မှုကအမြဲတမ်းတွန်တွဲပြီးရှိနေတယ်ခွဲထုတ်လို့မရဘူးလို့ပြောပြနေခြင်းဖြစ်တယ်အကြောင်းတခင်ကိုယုံကြည်တဲ့ စစ်မှန်တဲ့လက်တွေ့အတ္တတာကောင်းတဲ့အချက်များတွေနဲ့မလွဲမတွေ့ရှိနေတယ်ဆိုတဲ့စကားကိုပေါ်လူလေထောက်ခံတဲ့အတွက်ကြောင့်အိပကံကြီးနှစ်တဆယ်မှာသူကဆက်ပေါ်ပြတာပေါ်လူဘာကြောင့်ဖျားခင်ကိုယုံကြည်တယ်လို့ပြောတဲ့အခါမှာဖျားခင်ကိုယုံကြည်သလိုဆက်ပြီးမှဖျားခင်ရဲ့နှုတ်ပတ်တော်ကိုနာခံတယ်နာခံတဲ့အတိုင်းအတက်တာထဲမှာစီးစီးပြီးမှအတက်ရှင်တဲ့အရာနဲ့ကျွန်တော်တို့ပုံဖော် တက်ရှင်တဲ့ဘာဟာယုံကြည်သူရဲ့အဲနေထိုင်မှုပုံစံဖြစ်တယ်ဆိုတော့ရှင်ညာကုတ်ဩဝါဒစာကလည်းကျွန်တော်တို့နေချင်းကိုနားလည်ရမှာဖြစ်တယ်။နော်ဒါကြောင့်ကေတိချင်းကဘုရားရဲ့လက်ဆောင်ဖြစ်ပြီးမှလွယ်လွယ်ကူကူကျွန်တော်တို့ခံစားနိုင်ဖို့ရတဲ့ရရှိနိုင်ဖို့ရတဲ့ဘုရားခင်ကလမ်းဖွင့်ပေးတဲ့ယေရှုတော်ဖြစ်ပေမဲ့တစ်ဖက်မှာလေးလေးနက်နက်တန်ဖိုးထားပြီးမှလက်ခံဖို့ဖြစ်တယ်။ အဲ့ဒါကကျွန်တော်တို့အရင်အရေးကြီးတဲ့ချက်ဖြစ်တယ်။ဘုရားကတော့ကျွန်တော်တို့ကိုယေရှုပြုတဲ့နေနဲ့လူတိုင်းလာနိုင်အောင်လမ်းဖွင့်ပေးထားတဲ့လွယ်ကူစွာယုံကြည်လက်ခံဖွင့်ပေးထားပေမဲ့ခံရတော်သူကတကယ်တော့ပေါ့ပြီးလေးလေးနက်နက်ဆက်တံပိုးထားပြီးမှအဲ့ဒီတံပိုးထားမှုကကျွန်တော်တို့ဘယ်မှာမှလာပေါ်လဲဆိုအတက်တံဘုရားနဲ့ဘလို့ကျွန်တော်တို့ရဲ့မိတ္တရာဖွင့်တယ်ဘုရားနဲ့ဘလို့အသက်ရှင်လဲဆိုတာကိုပေါ်လွင်စေတာဖြစ်တယ်ဆိုတာကိုဒီနေ့ကျွန်တော်အတယောက်ချင်းစီတိုင်းကိုအားပေးချင်နော်ဒါကြောင့် ကျွန်တော်ဖြန်းလိုက်တကယ်ဆက်ပြီးမှယဉ်ကြီးတဲ့ကြွားဝင်တဲ့အတ္တတာထဲမှာကျွန်တော်တို့အတ္တတာကိုတိဆောက်ဖို့တွားချင်တယ်လားစံစာထဲကိုလာပါစံစာအပြင်အတွေးကော်ရဲ့လွမ်းမှုမှုတွေကလည်းဖတ်ပြီးမှစံစာထဲကိုဝင်ပါဖတ်ပါအကုန်လုံးနားလည်ပါတော့ဖတ်ပါတို့တော့အဲ့ဒီလိုကျွန်တော်တို့များများဖတ်လာတဲ့အခါမှာကျွန်တော်မေးချင်တဲ့မေးခွန်းတွေများကြီးရှိလာတိချင်တဲ့အရာတွေများကြီးတွေ့လာ ါကြောင့်ကျွန်တော်တင်းတော်ဆိုတာဒီရှိစေတာအပြန်အလှန်ကျွန်တော်ပြန်လဲတိဆောက်ဖို့ဒီရှိစေတာဖြစ်တယ်နော်အကြောင်းဒီနေ့ကျွန်တော်ကအရောက်ချင်းစီတိုင်းကိုအားပေးတော့ချုပ်နေတယ်ပြောချင်ရင်ဧဝံဂေလိတရားကိုတာဖိုးထားတဲ့အတက်တာနဲ့နေထိုင်တဲ့ယုံကြည်သူတွေဖြစ်စေချင်တယ်နော်ဒီနေ့ဘုရားဘာဖြစ်အားလုံးကိုဖြာကောင်းချီးပေးပါစေအာမင်